င်္ဂလာပါခင်ဗျာ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံသတင်းစီစဉ်ကကြိုဆိုပါရစေဒီကနေ့မြန်မာတက်ဂရိတ်1398ခုနှစ်တကူးလာဇန်တရခရစ်တက်ဂရိတ်2019ခုနှစ်မတ်လ28ရက်အင်္ဂါနေ့အတွက်နောက်ဆုံးရရှိတာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့မှာရှုစားမယ့်သတင်းတွေမှာဆိုရင်တော့ရန်ကုန်ဒကြံဗဟုမတ်တဲ့အတွက်ကျသိန်း2000အုံပြူသွားမယ်တဲ့ ပုံမှန်66ကာကြီးနဲ့တရားစွဲဆိုခံထားရတဲ့ကိုမျိုးရန်အောင်တိန်ကိုရုံထုတ်စစ်ဆေးခဲ့တဲ့အကြောင်းအမေရိကန်မှာတမီဖြစ်သူရဲ့အကြမ်းဖက်မဲ့အစီအစဉ်တွေကိုမိဘတွေကရဲကိုတိုင်ကြားခဲ့တဲ့တဲ့စားရတဲ့တဲ့အခုတခြားထူးခြားတဲ့ပြည်ရင်းပြပတဲ့တဲ့တွေကိုလည်းစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမအဦးဆုံးအနေနဲ့ရန်ကုန်တကြံဗဟုမန်းတပ်ကို ငွေကျပ်3000ကျော်အကုန်ကြခံတိဆောက်သွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးဦးဖြိုးမင်းသိန်းကပြောကြားလိုက်ပါတယ်ရန်ကုန်တိုင်းအစိုးရမန်းနဲ့စီပင်မန်းနဲ့စူရာရီခွဲမလို့တော့ပဲဗဟုမန်းနဲ့တခုတည်းဆောက်လုံးမှာဖြစ်ပါတယ်ပုံသာပေးမဲ့သူတွေရှိရင်လည်းလက်ခံမယ်လို့ဦးဖြိုးမင်းသိန်းကဆိုပါတယ်လုံခြုံရေးကိုလည်းတင်းကျပ်မှာဖြစ်ပါတယ်ရာသီဥတုပူပြင်းတဲ့အတွက်ရေကစားအချိန်ကတော့မနက်၈နာရီကနေနေ့လယ်၁၂နာရီတချိန်နဲ့ညနေ၃နာရီကနေ၆နာရီတချိန်ဆိုပြီးရန်ကုန်တိုင်းအစိုးရကသတ်မှတ်ထားပါတယ်ခင်ဗျာ ဆက်သွယ်ရေးဥပဒေပုံမှာ66ကာကြီးနဲ့တရားစွဲဆိုခံထားရတယ်။ကိုမျိုးရံအောင်တိန်ကိုဒီကနေ့မှာရုံထုတ်စစ်ဆေးခဲ့ပါတယ်။ဒီသတင်းကို MCN သတင်းတော်နေမင်းခါကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။သက်သွေးဥပဒေပုံမှ66ကာဂျင်နဲ့တရားစွဲဆိုခံထားရတဲ့ဦးမျိုးရန်တော်တင်ကိုမတ်လ28ရက်နေ့ဒီကနေ့မှာကမာယုံမျိုးနယ်တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဦးမျိုးရန်တော်တင်ကိုပြီးခဲ့တဲ့အပတ်ကရုံးထုတ်စစ်ဆေးခဲ့ရမှာ မပြီးပြတ်သေးတဲ့အတွက်အခုလိုထပ်မံစစ်ဆေးခဲ့တာပါအူမျိုးရအောင်တင်ကိုစစ်ဆေးလို့ပြီးတာနဲ့တရလိုဘက်ကိုစစ်ဆေးသွားမှာဖြစ်ပါတယ်။အူမျိုးရအောင်တင်ဟာသူ့ရဲ့လူမှုကွန်ရက်အကောက်ကနေတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုဂုံတိတ်ခါကြဆင်းစေအောင်ရေးသားခဲ့တယ်ဆိုပြီး2016ခုနှစ်အောက်တိုဘာလ31ရက်နေ့မှာရန်ကုန်တပ်နယ်မှူးဒုဗိုလ်မှူးကြီးလင်းထွန်းကတရလိုပြုလုပ်တိုင်ကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ စူးစမ်းလေ့လာမှုအားကောင်းမှသာပြည်ပတက်သူတွေမှာစာတင်ကြားနိုင်ဖို့နဲ့အလောက်ကန်ကြီးခွင့်လန်းရရှိဖို့တရားမှာဖြစ်ပါတယ်။ဒီကြောင့် MCN သတင်းတော်ကေသွယ်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ Coventry University မှာ Engineer စီးပွားရေးမှာသိပ်ပံပွဲတွေကိုတင်ကြားမဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့ဘာသာစကားကျွမ်းကျင်မှုတွေဖြင့်ပေါင်းသင်းဆက်ဆံရေးနဲ့စူးစမ်းလေ့လာမှုအားကောင်းမှသာစာတင်ကြားမှုနဲ့အလောက်ကန်ခွင့်လန်းတွေရရှိနိုင်မှာဖြစ်တယ်လို့ PSC Academy ကပြောပါတယ်။ မတ်လ26ရက်နေ့ကရန်ကုန်မြို့စုလီရှန်ဂရီလာဟိုတယ်မှာပြုလုပ်တဲ့အင်ဂျင်နီယာစီးပွားရေးမဟာသိပ္ပံပွဲတွေအကြောင်းဆွေးနွေးပွဲမှာအခုလိုပြောဆိုခဲ့တာပါတက်ကတော့ခုနပြောပထမဆုံးဟို ီအီဗန်ပြောသွားရင် communication ပေါ့ communication အရင်အရေးကြီးပါတယ် communication ဆိုတဲ့နေရာမှာကိုယ့်ဘက်က initiative စပြီးတော့ဆက်ဆံနိုင်ရပါတော့နော်ကိုယ့်ဘက်စပြီးတော့လူလိုနေဆက်တတ်ရမယ်လူကိုယ့်ဘက်စပြီးလူတွေနဲ့ဟိုအပေါင်းအသင်းဆက်ဆံရေးလုပ်ရမယ်ပေါ့နော်အဲ့ communication skill ကအရေးကြီးပါတယ်နောက်ဒုတိယအချက်ကတော့ research research ဆိုတာလေ့လာရဲစူးစမ်းလေ့လာရဲ skill ပေါ့နော် research ဆိုတာမျိုးကဘယ်လိုမျိုးခါကြမှာလဲအကြောင်းအကြောင်းသားတွေကဟိုအော်သူငယ်ရတဲ့ဆရာတွေပေါ့နော်။ကျောင်းကနေပြဖက်စာကိုဖတ်ပြီးတော့ပဲအလုပ်ချက်ပြီးတော့ဆောင်ဖြစ်တာမျိုးပဲ။အဲ့လိုမျိုးကနိုင်ငံတကာမှာဆိုအဆင်မပြေပါဘူး။အဲ့လိုမျိုးကကြာကိုယ့်ဘက်ကနေပြီးတော့ Google တို့ Yahoo တို့အဲ့လိုမျိုး MSN တို့အဲ့လိုမျိုး research ဒီဒီ become engine source တွေအနေပြီးတော့ information တွေ share တဲ့အလေးအချင်တွေလုပ်ဖို့လိုပါတယ်စင်ကူနိုင်ငံ PSC Gallery မှာတက်ရောက်ဝင်ចောင်းသူចောင်းသားတွေနေနဲ့ B ဘွေရရှိထားရမှာဖြစ်ပြီးအင်္ဂလိပ်စာလိုအပ်ချက်ကတော့ IELTS 6.5ရရှိထားရမှာဖြစ်ပါတယ်။အခုအချင်းချင်း communicate လုပ်ခါကျရင် English ကအရင်အရေးကြီးပါတယ်ပေါ့နော်။အခုမြန်မာနိုင်ငံကျောင်းသားတွေလည်းဒီ Master of Science Engineering Business Management ကိုတက်မယ်ဆိုရင်တော့ IELTS Basic 6.5ရှိရပါတယ်။အဲ့လိုမဟုတ်ဆိုတော့ Media နဲ့ Instruction English နဲ့ရှောက်လို့ရရပေါ့နော်။ဒါပေမဲ့အဓိကအနေနဲ့မြန်မာကျောင်းသားတွေရဲ့အဓိကအားနည်းချက်ကတော့ speaking ပေါ့။ဒီသူတို့ speaking နဲ့ listening တွေကိုလည်းတိုးတက်အောင်လုပ်ထားဖို့လိုပါတယ်ပေါ့နော်။ MSc Engineering Business Management ဘာသာရပ်တွေကိုတစ်နှစ်သင်ကြားတက်ရောက်ရမှာဖြစ်ပြီးဘာသာရပ် က်တွေအနေနဲ့ဗနာယီနဲ့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်နဲ့စွမ်းစစ်လေ့လာခြင်းဆိုင်ရာဘာသာရပ်ခေါင်းဆောင်မှုနဲ့လူသားချင်းမြစ်ဆိုင်ရာစီမံခန့်ခွဲမှုဘာသာရပ်တွေစတဲ့ဘာသာရပ်ခုနှစ်မျိုးကိုတက်ရောက်တင်ကြားနိုင်မှာဖြစ်ပါတယ်ရှင်လူစုလိုက်အပြုံလိုက်တက်ဖို့ကြိုးစားနေတဲ့သမီးဖြစ်သူရဲ့လို့ရကိုမိဘတွေကသိရှိသွားတာကြောင့် ရဲကိုတိုင်ကြားခဲ့တဲ့အမှုတစ်ခုအမေရိကန်နိုင်ငံမေရီလန်းပြည်နယ်မှာဖြစ်ပွားခဲ့ပါတယ်။အသက်16နှစ်အရွယ်နီကိုဆေဗာရီယိုဟာဧပြီလ9ရက်နေ့မှာသူတက်နေတဲ့စာသင်ကျောင်းမှာအကျန်းဖက်မဲ့အစီအစဉ်ကိုတူးတဲ့စီစဉ်တာဖြစ်တယ်လို့ရဲတွေကယူဆထားပါတယ်။နီကိုဆေဗာရီယိုကိုပောက်ကွဲစေရတဲ့ပစ္စည်းပိုင်ဆိုင်စီမှုမိလောင်စေနိုင်တဲ့ပစ္စည်းပိုင်ဆိုင်မှုတွေရဲကဖမ်းဆီးထားပါတယ်။နီကိုဆေဗာရီယိုဟာတာမော့မှာရှိတဲ့ကက်တိုဂင် အထက်တန်းကျောင်းမှာအကျန်းဖက်ဖို့ရည်ရထားတယ်လို့ရဲတွေကဆိုပါတယ်။ဆေဗာရီယိုရဲ့အခန်းမှာပိုင် ဘုံလျမှာသုံးတဲ့ပစ္စည်းရန်တွေအပါအဝင်ရန်ထက်ဖောက်တဲ့သနတ်တွေကိုလည်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။အဲဒီပစ္စည်းတွေကိုတော့တရားဝင်ဝယ်ယူခဲ့တယ်ဆိုတဲ့အထောက်အထားတွေကိုလည်းတွေ့ရှိခဲ့ပါတယ်ခင်ဗျာ။ MCN သတင်းဌာနကလည်းနောက်ဆုံးရရှိထားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုစုစည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းတခြားထူးခြားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုစုစည်းတင်ဆက်ပေးသွားမှာပါ။ MCN သတင်းတိုင်းထုတ်လင်းပြီးသားအစီအစဉ်တွေကိုတော့ www.mcntv.news နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ MCN TV News ဆိုပြီးရှာဖွေကြည့်ရှုနိုင်ပါတယ်။ MCN ရုပ်သံသတင်းတိုင်းရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတူတင်ရှိပါတယ်။ကျွန်တော်အောင်ကျော်မူပါ။